ရင်မအောင်တယ်ဆိုတာကရွမ်းကြုံမှုကြတဲ့ယောဂတစ်ခုပဲဖြစ်ပါတယ်။မျိုးမျိုးရင်မအောင်လို့စေကံကပြပြီဆိုလို့ရှိရင်ဆရာဝန်ကစစ်ဆေးပြီးတော့နှလုံး ECG ဆွဲပါရနော်။လူမျိုး ECG ဆွဲပြီးတဲ့အခါမှာနှလုံးရောဂါရှိမရှိကိုစိုးဖြတ်ပြီးတော့လိုအပ်တဲ့ကုသမှုကိုပေးပါရတယ်။ဒီလိုလေးထဲမှာတော့ဒီနှလုံးဆွဲဆက် ECG နဲ့ပတ်သက်ပြီးတော့ကိုယ်အနေနဲ့တိတိတိထိုက်တဲ့အချက်လေးတွေကိုပြပြသွားမှာဖြစ်ပါရနော်။အရင်ဦးဆုံး ECG ဆိုတာဘာလဲဆိုတော့ကိုရှင်းပြပေးချင်ပါတယ် ။တကယ်တော့ ECG ဆိုတာက electrocardiogram ရဲ့အတိုးခေါက်စလုံးကိုပြောတာပဲဖြစ်ပါတယ်။ ECG လို့ပြောလိုက်ရင်တော်တော်များများကနှလုံးရောဂါရှိမရှိကိုစမ်းသပ်တဲ့ဆက်ဆိုတာကိုသိထားကြမှာပါ။ ECG ဆက်ရဆိုလို့ရှိရင်ဈေးလည်းတဲ့များတဲ့အတွက်ကြောင့်မို့လို့ single line မှာရှိပြီးတော့ ECG ဆွဲကလည်းအရန်များတဲ့အတွက်ကြောင့်မို့လို့လူတိုင်းစမ်းသပ်လို့ရပါတယ်နော်။ ECG ဆက်ကိုအသုံးပြုတဲ့အခါမှာအလွန်လေးတဲ့ပိုးအောက်ကိုအသုံးပြုလာတဲ့အတွက်ကြောင့်မို့လို့လူနာအတွက်အမြင်ဖြစ်နိုင်ခြင်းကအရန်ကိုနှဲပါပါတယ်။ဒါပေမဲ့တော်တော်များများကဒီ ECG ဆက်မှာရှုပ်ရှုပ်ခတ်နေတဲ့ဝါယာကြိုးတွေကိုကြည့်ပြီးတော့ကြောက်လန့်ကြပါဗါတယ် တကယ်တော့ ECGSA ဆိုရင်အနေရအကင်းဆုံးဈေးတက်တာဆုံးနဲ့ကို့မှာနှလုံးရောဂါရှိမရှိကိုစက်သက်လို့ရတဲ့စက်တခုပဲဖြစ်ပါတယ်။အကယ်လို့ကိုကိုရန်ကနှလုံးရောဂါရှိမရှိတန်တရားရှိနေပြီဆိုလို့ရှိရင်စစ်ဆေးကြည့်လို့ရပါတယ်နော်။ဒီတော့ ECG ဘလို့ဆွဲရလဲဆိုတော့ဆက်ပြီးတော့ရှင်းပြပေးပါမယ်။ ECG မှာအလက်ထုံးလို့ခေါ်ရတဲ့လျှက်စစ်အငုတ်ဆေးကုပေါင်းဝင်ပါတယ်။အဲဒီဆေးကုတွေကမှ၄ခုကြတော့လက်နှစ်ဖက်ခြေနှစ်ဖက်မှာတက်ပြီးကျန်တဲ့၆ခုကြတော့ရင်ဘက်ရဲ့သက်ဆိုင်ရာနေရာတွေမှာတက်ရမှာပဲဖြစ်ပါတယ်နော်။ လျှက်စီလိုင်းကောင်းမှုအတွက်ဒီလျှက်စင်အမှုတွေမတက်ခင်မှာအစ်စင်ကြီးကျဲကိုကုတန်းမဲ့နေရာမှာတည်ချာလေးတုံနေပြဖို့လိုအပ်ပါတယ်။လျှက်စင်ငုတ်တွေတည်ချာချာတုံနေရာဒီလိုမှမှကတက်ပြီးပြီဆိုလို့ရှိရင်တော့အစ်စင်ကြီးဇက်ကိုဖွင့်ပြီးတော့ နှလုံးရဲ့ line နဲ့မှန်မှန်ကန်ကန်တိတိကျကျထွက်မထွက်ကိုစစ်ဆေးပြီးတော့ခလုတ်နှိပ်ပြီးတော့ဆော်ရွက်ကိုစစ်ထုတ်လို့ရမှာပဲเนาะဒါကတော့ ECG ဆိုတာနဲ့ပတ်သက်ပြီးတော့အကြမ်းမြင်ပြပြခဲ့တာပဲဖြစ်ပါတယ် ECG ကဆိုလို့ရှိရင်နှလုံးကထွက်တဲ့ line တွေကိုလျှက်စစ်အမှုတ်ဆဲကို2012ခုကနေပြီးတော့လျှက်စစ်ရဲ့ line တွေကိုစစ်စစ်ရှာဖွေရင်းနဲ့ယောဂါကိုရှာဖွေတာပဲဖြစ်ပါတယ်เนาะ ECG ဆိုရင်လည်းနှလုံးကိုမြန်လာနှလုံးကိုနှိမ့်လာဆိုတာကိုလည်းစစ်ဆေးလို့ရပါတယ်အဲ့ဒါအပြင်နှလုံးကိုစီချက်မှန်မှန်ကိုလည်းလှိုင်းရဲ့သဘာဝကိုကြည့်ပြီးတော့ဆုံးဖြတ်ပေးလို့ရပါတယ်เนาะ အသက်အန္တရာယ်အခြေအနေတွေဖြစ်တဲ့နှလုံးသွေးကြောကျဉ်တာနှလုံးသွေးကြောပိတ်တာနှလုံးကျွတ်သွားတဲ့ပုတ်တာနှလုံးရောင်တာနောက်တစ်ခုကတော့ပိုတက်ဆီယမ်လိုမျိုးဓာတ်စာတဲ့မညီမညာဖြစ်တာတွေကိုလည်း ECG ဆွဲပြီးတော့သိနိုင်ပါရဲ့ရှင်ပြီးတော့ငွေရောင်ပါနှလုံးရောဂါအချို့ဖြစ်တဲ့ WBW syndrome နဲ့ glucocorticoid syndrome လိုရောဂါမျိုးကိုလည်း ECG ဆွဲပြီးတော့သိလို့ရပါတယ်နော်ဝမ်မရဲ့အထက်ချက်နာမှာအောက်တာဆိုလို့ရှိရင်လည်းအစာအိမ်ကျအောက်တာလည်းဖြစ်နိုင်သလိုနှလုံးကျွတ်တာပုတ်တဲ့အတွက်ကြောင့်မို့လို့အောက်တာမျိုးလည်းဖြစ်နိုင်ပါတယ် ဒါကြောင့်မို့လို့အစာရင်ဈေးတောက်နေတာထက်ဤစီစီဆွဲပြီးတော့ဆစ်စစ်လိုက်တာဆိုလို့ရှိရင်ကိုယ့်ရဲ့အသက်အန္တရာယ်ကိုကြွတဲ့ကောက်ရရောက်ပါရဲ့နော်ဤစီစီဟာဆိုလို့ရှိရင်နှလုံးရောဂါအကုန်လုံးကိုမစစ်ဆေးနိုင်ပါဘူးနော်ငွေမနှလုံးရောဂါဖြစ်တဲ့ PTE နဲ့ VSD လိုယောဂါမျိုးတွေပြီးတော့နှလုံးအဆုတ်ရှင်ပိုးဝင်တာမတူကွာကြောင့်လေးဘက်နာကြောင့်နှလုံးအဆုတ်ရှင်ပျက်စီးသွားတာနှလုံးအခန့်ကျဲတာနှလုံးညအာမကောင်းလို့နှလုံးပျက်စီးတာဒီလိုအရာတွေကိုကြတော့ဤစီစီဆွဲပြီးတော့ကိုယ်ကမသိနိုင်ပါဘူးအကယ်လို့ကိုယ်ကဒီယောဂါတွေကိုကြွတဲ့ပြီးတော့သိရှင်နေဆိုလို့ရှိရင်နော်နှလုံးအခုကာဒီယိုဂရမ်ရိုက်မှပဲသိနိုင်မှာပဲဖြစ်ပါတယ် ECG ကနှလုံးရောဂါရှိမရှိကိုစစ်ဆေးလို့ရတယ်ဆိုပေမဲ့တချို့နှလုံးရောဂါမရှိတဲ့သူတွေမှာတော့နှလုံးရောဂါရှိတဲ့ပုံစံမျိုးလှိုင်းနေပြတတ်ပါတယ်။အဲ့ဒီအခါမှာ ECG ကိုဖတ်ပေးမဲ့သူကကြွကျင်တဲ့ဆရာဝန်ဆိုရင်တော့သူရဲ့စီရင်ရန်နဲ့ဆုံးဖြတ်ပြီးတော့ဒီ ECG ဟာရောဂါကြောင့်ဟုတ်မဟုတ်ဆိုတာကိုရှင်းပြပါလိမ့်မယ်နော်။အခုပြပြပေးခဲ့တာဆိုရင်တော့ဖြင့် ECG ဆိုတာနဲ့ပတ်သက်ပြီးတော့ကိုကိုယ်တိုင်သိထားတဲ့အချက်လေးတွေကိုမျှပေးခဲ့တာပဲဖြစ်ပါတယ်။ အကယ်လို့ကိုကကိုမလွှဲရောက်တာရှိမရှိတန်လျက်ဖြစ်နေပြီဆိုလို့ရှိရင်တော့ ECG တစ်ခါလောက်ဆွဲကြည့်ဖို့တိုက်တွန်းရင်းနဲ့ Best Mind View လေးကိုညီကိုချက်လိုက်ပါရနော်ခုလိုမျိုးနောက်ထောင်ပေးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်